မင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ18ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်။လက်ပတဲမှာစစ်ကော်မရှင်စစ်ကြောင်းကိုကြောင်းဖြတ်တိုက်ခိုက်က 15ဦးသေဆုံးပြီးစစ်တုံးပန်းများနဲ့လက်နယ်ခဲယံများတင်းစီရမိခဲ့တဲ့တရင်ကိုတင်ပြပေးကြပါရစေ။ပဲခူးတိုင်းလက်ပန်းမြို့နယ်တရချောင်းကြီရွာကိုလာရောက်မိရှုတဲ့စစ်ကောင်မရှင်ပူပေါင်းစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာ15ဦးသေဆုံးခဲ့ပြီးစစ်တုံးပန်းများနဲ့လက်နယ်ခဲယံများတင်းစီရရှိခဲ့တယ်လို့ကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ထားပါရစေ။အော်တိုဝါလာ15ရက်နေ့မနေ့စနေခန့်မှာဗိုလ်မှူးတဦးနဲ့ပြည်သူ့စစ်ကောင်ဆောင်ဦးဆောင်တဲ့အင်အား60ခန့်မှာတာမခ66လက်အောက်ခံစစ်သားလက်ပန်းပြည်သူ့စစ်ရဲနဲ့ drone တပ်ဖွဲ့တို့ပူးပေါင်းစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲတွင်စစ်ကောင်မရှင်စစ်ကြောင်းဘက်က15ဦးထပ်မံတေဆုံးခဲ့ကာဖယိုဖယဲထွက်ပြေးသွားခဲ့ပြီးစစ်တုံးပန်း12ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရှိရပါတယ်။ဒါပြင် G4 စက်ကလေးလေးလက် G3 ငါလက် G2 ငါလက် MA12 စက်ကလေးနှစ်လက် MA3 တလက်ကာပိုင်တလက် MAS sniper တလနဲ့ဂျီပေါ KN equipment များတင်စီရမိခဲ့တယ်လို့သိရှိရပါတယ်။ အဆိုပါစစ်စင်ရေးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနေပြီးပဲခူးတိုင်းစစ်ဌာနဘီဝါ22လက်အောက်ကတာယာဝတီခရိုင်3803တရင်တာယာဝတီခရိုင်3802တရင်တက်ခွဲနေတက်ခွဲ3လက်ပန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရွှေတန်းမြင်နယ်ဂလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ ဟာကာမျိုးမရဲစခန်းကိုချင်းပူပေါင်းတပ်စင်းနဲ့တိုက်ခိုက်ခဲ့ပြီးတော်လိုင်းရဲဘော်9ဦးပါဝင်အကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့တဲ့တဲ့တင်ကိုတင်ပြပေးကြပါမယ်။ ချင်းပြည်နယ်ဟာခါမြူမြို့မရဲစခန်းကိုချင်းတော်လိုင်းပူပေါင်းတပ်တွေဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ပြီးတော်လိုင်းရဲဘော်၅ဦးအပါအဝင်အကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။အော်တိုဝါလာ16ရက်နေ့မနေ့3နာရီခန့်မှာဟာခါမြူပေါ်ရှိရဲစခန်းနေအကျဉ်းတောင်တို့ကို CDF ဟာခါနေ CNA ပူပေါင်းတပ်တို့ကစီးနှင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်မရှင်လောက်ခန့်ရဲတပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့က15ဦးခန့်ဒဏ်ရာရရှိခဲ့ပြီးချင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်2ဦးကြာဆုံးခဲ့တယ်လို့ Leticia စစ်စင်ရေးအတွင်းမတရားဖမ်းဆီးခံရတဲ့ CDF ဟာခါမှာရဲဘော်3ဦးနဲ့ချင်းမျိုးသားတအူ CNA မှာရဲဘော်2ဦးအပါအဝင်အကျဉ်းသား15ဦးကိုကဲထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ရဲစကန်တိုက်ခိုက်ခံရပြီးနောက်စစ်ကော်မရှင်တပ်ကမြို့တွင်းလုံခြုံရေးကိုတင်းကျပ်ထားကာဟာခါမြို့ပြင်ဘက်ကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်နေခဲ့တယ်လို့သိရှိရပါတယ်။2024ခုနှစ်ဇူလိုင်လကလည်းဟာခါမြို့မှာရဲစကန်ကို CDF ဟာခါကဝင်ရောက်စီးနင်းခဲ့ပြီးအကျဉ်းသား62ဦးကိုကဲထုတ်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတီဘောမျိုးအနီးမှာတိုက်ပွဲပြင်းထန်နေပြီးမျိုးရင်းဌာနဆိုင်ရာယုံချုံမီးလောင်နေတဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ အော်တိုဘလာ16ရက်နေ့မနက်7:20မိနစ်အချိန်မှာတိဘောမြို့ရဲ့မြောက်ဖက်အရယ်မြို့နယ်တဖာလုံးကျော်အကွာဝေးရှိတဲ့ဖာဖိတ်ကျွရွာနလေကျွရွာနီးနေရာများမှာစစ်ကော်မရှင်တပ်နဲ့တအောင်မျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNL တို့နှစ်ဖွဲ့ကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း SSPP Info မှသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါတိုက်ပွဲပြင်းထန်နေချိန်မှာတိဘောမြို့အတွင်းရှိရခိုင်စစ်ကော်မရှင်ဌာနဆိုင်ရာရုံးများချို့မိလောင်နေတယ်လို့ဖော်ပြထားပါတယ်။ဌာနဆိုင်ရာရုံးများမိလောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုအသေးစိတ်ချက်လက်များကိုအတိမပြုနိုင်သေးပေတီဘောမြို့အဆက်နေရာများမှာညနေပိုင်းအချိန်ထိလက်နက်ကြီးငယ်တံများမကြာခဏကြားနေရသေးတယ်လို့သိရှိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဘီးလင်းမှာတော်လရင်တက်တွေကထောင်ထားတဲ့မိုင်းထိပ်ပြီးစစ်သားရှိဦးတရန်ရရှိခဲ့တဲ့တရင်ကိုတင်ပြပေးကြပါရစေ။မွန်ပြည်နယ်ဘီးလင်းမြို့နယ်အလူးလေးကျွရမှာတော်လရင်တက်တွေကကြိုတင်ထောင်ထားတဲ့မိုင်းထိပ်မှန်ပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်ရှိဦးတရန်ရရှိခဲ့တယ်လို့ဒေတာတွင်းတရင်ဌာနတစ်ခုဖြစ်တဲ့လကုံးအင်ကဖော်ပြထားပါရစေ။အောက်တိုဘာလ16ရက်နေ့မနက်9:00နာရီခန့်မှာအင်အား25ဦးခန့်ပါတဲ့စစ်ကောင်မရှင်စစ်ကြောင်းဟာအထက်သားစစ်ရုံဘက်ကနေအလူးလေးကျွရအတွင်းဝင်ရောက်လာချိန်မှာမိုင်းထိပ်မှန် ခဲ့တာလို့သိရှိရပါတယ်။ခြေလင်းဝင်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းဟာမိုင်းကွင်းတွင်ကို ရောက်ရှိလာချိန်မှာငါးလုံးမိုင်းတစ်ပွိုင်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးရှစ်ဦးထဏ်ရာရရှိခဲ့က၎င်းတို့တဲက၃ဦးမှာဒဏ်ရာပြင်းထန်တယ်လို့သိရှိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုဆောင်ရွက်ခဲ့တဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမိုးကုံမြို့နယ်ညောင်ကုန်းထက်ကြီးရွာကိုစစ်ကောင်ရှင်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါရစေ။မန္တလေးတိုင်းမိုးကုံမြို့နယ် PSLF TNL တပ်မဟာလီထိန်းချုပ်မှုနယ်မြေညောင်ကုန်းထက်ကြီးရွာကိုစစ်ကောင်ရှင်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ PSLF TNL ကထုတ်ပြန်ထားပါရစေ။အော်တိုဘားလ16ရက်နေ့မနက်9:00နာရီခွဲအချိန်မှာပေါင်း250ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါရစေ။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအเจ้าမေဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူလူထု ူပိုင်ကြက်မွေးမြူရေးချံပေါ်ကြားရောက်ပောက်ကွဲခဲ့ကထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့သိရှိရပါတယ်။ဒီကတဲ့အော်တိုဘားလ14ရက်နေ့ကလည်းနမ်ဆန်မြို့နယ်အုံဆုံကျေရွာကိုစစ်ကောင်စီတပ်ကပုံကျဲတိုက်ခိုက်ခဲ့ရာအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီးကလေးငယ်ပါဝင်၄ဦးထိမှန်တရားရရှိခဲ့ကမူဂျိုကျောင်းနေနေအိမ်ရှင်းလုံးထိမှန်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ မင်းပြားမှာစစ်ကြံဘုံတိပောက်ကွဲမှုကြောင့်၃ဦးတင်ရာရရှိခဲ့ပြီး၃ဦးသေဆုံးခဲ့ကာစေကူတောက်မှုခံယူနေရင်၃ဦးထပ်မံသေဆုံးခဲ့တဲ့သတင်းကိုတင်ပြပေးခြင်းပါတယ်။ရခိုင်ပြည်နယ်မင်းပြားမြို့မှာစစ်ကြံဘုံတိတလုံးပောက်ကွဲမှုကြောင့်အရတား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစေကူတောက်မှုခံယူနေရင်၃ဦးသေဆုံးသွားခဲ့တယ်လို့ American Prince Media ကဖော်ပြထားပါတယ်။အောက်တိုဘာလ15ရက်နေ့နေ့လယ်2နာရီခွဲချိန်ခန့်မှာတငယ်ချင်း၃ဦး၅ရှာနေရင်စစ်ကြံဘုံတိတလုံးကိုကောက်ရခဲ့ကာအိမ်သို့ယူလာပြီးထူးကြီးအမ မှာပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ဘုံသီးပောက်ကွဲမှုကြောင့်ကိုမောင်ကြီးကိုတွန်းထွန်းမြင့်နဲ့ဒေါ်သိန်းချီကိုမောင်ကြီးရဲ့မိခင်တို့ဒဏ်ရာရရှိခဲ့ကြပြီးမောင်ကြီးကြီးသောဆိုသူမှာဒဏ်ရာပြင်းထန်တာကြောင့်ဆေးရုံကိုပို့ဆောင်နေစဉ်တိတ်ဆုံးသွားခဲ့တယ်လို့သိရှိရပါတယ်။ထို့နောက်အော်တိုဘားလ16ရက်နေ့မနေ့စနေနေ့ခန့်မှာလေစေကူတောက်မှုခံယူနေရင်းကိုမောင်ကြီးဆိုသူထပ်မံတိတ်ဆုံးသွားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးရွာငန်းမြို့နယ်မှာစစ်ကောင်စီတပ်များကနေအိမ်ဇပကြီးစစ်ပေးဆောင်စခန်းနဲ့တောင်ယာရဲများကိုမိရှုဖျက်ဆီးပြီးပြည်သူများအားဖမ်းဆီးခဲ့တဲ့တရင်ကိုတင်ပြပေးကြပါရစေ။2025ခုနှစ်ဇူလိုင်လနောက်ဆုံးပတ်မှစတင်၍ကလောချေဆိုင်ချင်းမြန်တပ်မ55နဲ့မိထီလာချေဆိုင်ချင်းမြန်တပ်မ69လောက်ခန်းစစ်ကောင်စီတပ်သား900ခန်းဟာရွာငန်းမြို့နယ်အနောက်ပိုင်းရွာငန်းမိထီလာနယ်စပ်ရှိကျေးရွာများမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကိုနေမြေရှင်းလင်းရေးစစ်ဆင်ရေးများပြုလုပ်ခဲ့တာကြောင့်ဇူလိုင်လ နောက်ဆုံးပတ်မှာဩဂုတ်လဒုတိယပတ်အထိ PDF တပ်ဖွဲ့ဝင်များနဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းရှမ်းလူခွင့်ရေးမန်တိုင်မှသတင်းထုတ်ပြန်ထားပါတယ်။ဩဂုတ်လ၁၈ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်များကရဟတ်ရင်နေကြောက်တော်ကျွရကိုဘုံနှလုံး၊ညောင်မင်းသားကျွရကိုဘုံတလုံးကျဲချခဲ့ရာအရတားနေအင်ချူပြက်စီခဲ့ပြီးဩဂုတ်လ၁၉ရက်မှ၂၁ရက်နေ့အထိမန္တလေးတိုင်းတာစီမြို့နယ် တီညောင်ကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်းစီတက်များကကြောက်တောနဲ့ညောင်ပင်သာကျေးရွာမှာရွာသူရွာသားများခိုလုံနေတဲ့တောတောင်များတွင်သို့ 155မမဟာဝေဇာအမြောက်များနဲ့ပြစ်ခတ်ခဲ့ရာဩဂုတ်လ22ရက်နေ့မှာစိတ်ကောင်းစီလေးရင်များကကြောက်တော့နေညောင်ပင်သာကျွရများအပေါ်သို့နောက်ထပ်ဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်စက်တင်ဘာလပထမပတ်တွင်ချိန်မြန်တက်မှ55မစစ်သားများနဲ့၎င်းတို့လက်အောက်ခံပြည်သူစစ်များပါဝင်စိတ်ကောင်းစီတပ်ဖွဲ့ဝင်တရားခံဟာမင်းပလောင်ကျွရမှာဒေသခံများခုံလုံးနေတဲ့တောထဲသို့ခြေတက်လာခဲ့တာကြောင့်2024ခုနှစ်ဒီဇင်ဘာလကနေအများမိရှုခံခဲ့ရပြီးတောထဲမှာ ာတဲထုံနေထိုင်နေရတဲ့ရွာသားများဟာနောက်တစ်ကြိမ်ထပ်မံထွက်ပြေးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။စက်တင်ဘာလ23ရက်နေ့မှာချိန်မြန်တက်မ96လောက်ခန်းစိတ်ကောင်းစီတတ120ခန်းဟာကြောက်တော့ကြွရသူထပ်မံဝင်ရောက်လာပြီးရွာပြင်ရှိတောင်ရတဲမြောက်ကိုမိရှုခဲ့ကစက်တင်ဘာလ14ရက်နေ့25ရက်နေ့တွေမှာလေးမိရှုမှုများကိုဆက်လက်ပြုလုပ်ခဲ့ပြီးကြောက်တော့ကြွရမှာ နောက်ထပ်နေ23လုံးနေစပကြီ60ကိုဖျက်ဆီးခဲ့ကခမန်းတမုံငွေ73500ခန့်ဖျက်ဆီးခဲ့တယ်လို့အသိပေးထားပါဗျ။စက်တင်ဘာလ15ရက်နေ့မှာလေအဆိုပါစစ်ကြောင်းဟာကြောက်တော့ကြေးရနီးရှိတောင်ကုန်းများနေဒေါ်များအတွင်းသူချီတက်ခဲ့ပြီးအရက်သားများပုန်းခုန်နေတဲ့ဂူတူဂူကိုရှာတွေ့ခဲ့ကလူ6ဦးကိုဖမ်းဆီးခဲ့ပြီးဖမ်းဆီးခံရသူများအလုံးကိုမိတ်ထီလာတို့ခေါ်ဆောင်သွားခဲ့တယ်လို့သိရှိရပါဗျ။စက်တင်ဘာလနောက်ဆုံးအပတ်မှာစိတ်ကောင်းစီတက်များဟာတော်ရဲရှိနေရဲစွန့်ခွာနေရတဲ့ကြောက်တော့ရွာသားများရဲ့ ယာယီတဲငါလုံးကိုထပ်မံပြက်စီးခဲ့တယ်လို့အသိပေးထားပါဗျ။လက်ရှိမှာစိတ်ကောင်းစီတများဟာကြောက်တော့နေညောင်ပေသာကျေးရွာများမှာတက်ဆွဲထားပြီးနေရဲဆုတ်ခွာနေရတယ်။အရသား900နီးပါးဟာ၎င်းတို့ရဲ့နေအများတို့ပြန်ရင်ကြောက်ရွံ့နေကြဆဲဖြစ်ပြီးအနီးနားဝင်းကျင်ရှိ တောများတဲမှာဆက်လက်နေထိုင်နေရတာကြောင့်၎င်းတို့အတွက်အစာအတောင်းနဲ့အမိုးကာပါဝင်အရေးပေါ်ကူညီများလိုအပ်လျက်ရှိတယ်လို့ထုတ်ပြန်ထားပါဗျခင်ဗျာ။ ဆက်လက်ပြီးဂံကောင်းတဲ့ကလေးမျိုးတို့မှာစိတ်ကောင်းစီအင်အားဖြစ်တင်းနေတာကြောင့်ပြည်သူများတတိထားရန်အတိပေးထားတဲ့သတင်းကိုတင်ပြပေးခြင်းပါတယ်။ဂံကောင်းမျိုးနယ်ရှိခလာရ90တနေမျိုးနယ်မြောက်ပိုင်းရှိပြူစောတိကျွာအုပ်စုများမှာစိတ်ကောင်းစီကလေကြောင်းမတဆင်စစ်တီနဲ့လက်နက်အင်အားများဖြစ်တင်းထားကြောင်းဂံကောင်းမီဒီယာမှသတင်းဖော်ပြထားပါတယ်။အော်တိုဝါလာတွင်အင်အားဖြစ်တင်းမှုများဟာမမျော်လင့်ထားတဲ့လေကြောင်းတိုက်ခိုက်မှုများနဲ့မြေပြင်ထိုးစစ်များဖြစ်ပေါ်လာနိုင်တဲ့အနေရကိုတွန်းမြင်လျက်ရှိတယ်လို့သိရှိရပါတယ်။ ားသူကလေးမျိုးမာလေးစိတ်ကောင်းစီကအောက်တိုဘာလ16ရက်နေ့မှာလေရင်တစည်းဆင်းသက်ခဲ့ပြီးယခုရက်ပိုင်းတွင်အနည်းဆုံး9ချိန်ထက်မနည်းဆင်းသက်ခဲ့ကစစ်သည်များကိုချပေးနေကြောင်းရောလင်းတမ်းမှအသိပေးထားခြင်းဖြစ်ပါသည်စစ်သည်များကိုစစ်ကားကြီးဆက်တစည်းနှင့်ကလေးမျိုးမြောက်ပိုင်းသို့အောက်တိုဘာလ16ရက်နေ့မနက်ပိုင်းမှာပို့ဆောင်ခဲ့ပြီးစစ်ကောင်စီဟာကလေးမျိုးမြောက်ပိုင်းရှိတမူးမျိုးကဘာနီကြံသာရွာစတဲ့နေရာများကိုအခိုင်အမာထိန်းချုပ်ရန်နဲ့ လေးကန်ကောလမ်းမကြီးကိုလည်းထိမ့်သိမ့်ရန်ယူရနေတယ်လို့ဖော်ပြထားပါတယ်။ကလေးမျိုးမှာတောင်ပိုင်းသို့စစ်စင်ရေးလှူရှားမှုများတိုးလာနိုင်သည့်အတွက်ကြိုတင်ပြင်ဆင်ရန်လိုအပ်တယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ယခုတင်ပြခဲ့တဲ့စီရေးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှယ်နေပဒေဖိုတို့ကပေးပို့ထားခြင်းဖြစ်ပါတယ်။ကျွန်တော်ကတော့ຫນွေဦးလင်ပါပါ။ Thank you.